1815ခုနှစ်စောင်းကာလအချိန်ခါမှာစိန်ဟယ်လီနာတို့ခေါ်တဲ့လူမနေတဲ့ကျွန်းတကျွန်းပေါ်မှာထူးဆန်းစွာပဲလူတယောက်ရှိနေခဲ့တယ်။ထို့သူဟာအတလန်တိတ်ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့လေတုနဲ့ပင်လယ်နှိုင်းတွေကြီးကအတွေးများစွာတွေးနေခဲ့တယ်။ငါးပါးတွေမှားနေခဲ့တာလေ။ဒီလိုအထီးကျန်စွာငါနေထိုင်သွားတော့မှလားဆိုတဲ့အတွေးတွေနဲ့ငေးမိုင်းနေနေတယ်။ ဒါကတော့တမိုင်းထဲကစစ်ဗင်းရဲ့နာပိုလီယံပဲဖြစ်ပါတယ်။တချိန်က ဥရောပတိုင်းလုံးနီးပါးကိုသိမ်းနိုင်ခဲ့တဲ့စစ်ဗင်းရဲ့နာပိုလီယံနန်းကြခြင်းဟာအရန်ကိုအထူးကြံစံနေခဲ့ပါတယ်။ လူဆိုတာအောင်မြင်မှုကိုအချိန်တိုင်းမပိုင်ဆိုင်နိုင်သလိုကြာရှုံးသွားခဲ့ရင်လည်းခံနိုင်ရှိဖို့လိုအပ်ပါတယ်။တစ်ချိန်ကခန္ဓာထယ်ဝါစွာနေခဲ့သူတယောက်ရဲ့နေဝင်ခြင်းဟာအတလန်တိတ်ပင်နယ်ပြင်ကြီးထဲကလူမနေတဲ့ကျွန်းတကျွန်းမှာဖြစ်မဲ့ဆိုတာဘသူကယုံပါလဲ။ဒီနေ့အခုပြောပြပေးမယ့်ဇာတ်လမ်းမှာစစ်ပင်ရင်နာပိုလီယံတယောက်အောင်မြင်မှုကနေကြာရှုံးခြင်းစီကိုဘလို့ရောက်ရှိသွားလဲဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပါ။ နာပိုလီယံရဲ့နာမည်အရှိကောက်ဟာနာပိုလီယံဘိုနာပတ်လို့ခေါ်ပြီးအောင်မြင်သူများရဲ့ထုံးစံအတိုင်းငယ်ဘဝဟာကြမ်းတမ်းလို့နေခဲ့ပါတယ်။ မွေးချင်းမောင်နှမ10ရောက်အနက်ဒုတိယမြောက်သားဖြစ်ပြီး1969ဩဂုတ်လ15ရက်နေ့မှာဖခင်ကာလိုမာရီယိုဘိုနာပတ်နဲ့မိခင်လီတီရှာရာမိုလီနိုတို့ကကိုစီကကျွန်းမှာမွေးဖွားခဲ့ပါတယ်။ကိုစီကကျွန်းဟာတီးတန့်နယ်မြေတစ်ခုဖြစ်ပြီးယခုအခါပြင်သစ်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့နယ်မြေတစ်ခုပါ။ဖခင်ဟာချင်းနေတဦးဖြစ်ပြီးမိဘတွေရဲ့စီးစနစ်ကြတဲ့အုပ်ချုပ်မှုအောက်မှာကျင်းပခဲ့ရသူတယောက်ပြီးပြီးငယ်စဉ်ကတည်းကစီက န်းကြီးသူတယောက်ဖြစ်ပါတယ်တချိန်မှာခေါင်းဆောင်တယောက်ဖြစ်လာမဲ့သူဖြစ်သည့်အတွက်နာပိုလီယံဟာညီအကိုမောင်နှမတွေအပေါ်လဲဩစာအာနာတယောက်သူတယောက်လည်းဖြစ်ပါတယ်။ခလေးတယောက်ရဲ့ငယ်စဉ်ကအပြုအမူဒလေးစရိုက်တွေဟာနောက်တစ်ချိန်ဘလို့သူတယောက်ဖြစ်လာမဲ့ဆိုတာကိုအနည်းဆက်ဆုံးခံမှန်းကြည့်လို့ရပါတယ်။ နာပိုလီယံရဲ့မိဘတွေဟာပညာရေးကိုဦးစားပေးသူတွေမှလို့1989ခုနှစ်နာပိုလီယံ9နှစ်အရွယ်မှာ ပြင်သစ်မျိုးကိုပညာသင်ယူနိုင်ဖို့ပို့ဆောင်ခဲ့ကြပါတယ်အသက်9နှစ်အရွယ်မှာပဲစစ်တပ်ကတိုကျောင်းကိုတက်ရောက်ခါစစ်နည်းပြူဟာရေးသင်ယူခဲ့ပါတယ်။နာပိုလီယံဟာတိုက်ဆိတ်သူတယောက်ဖြစ်ပြီးစာကြီးတိုက်ထဲမှာတယောက်တည်းအချိန်ကုန်ဆုံးနေရှိသူလည်းဖြစ်ပါတယ်။ပြင်သစ်မြေပေါ်ရောက်ပြီး6လတာအထိအခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ပြင်သစ်ဘာသာစကားကိုသင်ချာနားမလည်သေးရကြောင်းရွေးသူကလေးတွေရဲ့စားနောက်ချင်းအနိုင်ကျင့်ခြင်းတွေကိုလည်းအကျဉ်းချင်းခံရသူတယောက်ပါ ဒီအရာတွေကပဲနာပိုလီယံကိုပိုပြီးတာမာလာစေတယ်လို့ဆိုပါတယ်။နာပိုလီယံဟာစင်နီးပြူဟာတင်ချာနဲ့ချက်တိုးကျွန်းတွေမှာကျွမ်းသူတယောက်ဖြစ်ပြီးအမြဲတယောက်တည်းနေကတွေးနေတတ်သူလို့ဆရာဆရာမကြီးကဆိုကြပါတယ်။ Snowfall Battle လို့ခေါ်တဲ့ကျောင်းတွင်းစင်နီးပြူဟာပြိုင်ပွဲမှာနာပိုလီယံဟာပြိုင်မဲ့အားလုံးကိုအနိုင်ယူနိုင်ခဲ့လို့ဗိုလ်ချုပ်ဘိုနာပတ်ဆိုပြီးနာမည်ပြောင်းအောင်ရခဲ့သူပါ။ နာပိုလီယံရဲ့ထူးချွန်မှုတွေကြောင့်အသက်15နှစ်အရွယ်မှာလူအ ਨੇ သူသာဝင်ခွင့်ရနိုင်တဲ့ပဲရစ်စစ်တပ်ကလေးအကြောင်းကိုဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်ဒီကျောင်းဟာပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးသောစစ်ပတ်ဆိုင်ရာတင် जा ပေးရဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ် နာပိုလီယံဟာအသက်16နှစ်အရွယ်မှာပဲတမိုင်းတခြားအသက်ငယ်ဆုံးဒုဗိုလ်တယောက်ဖြစ်လာခဲ့ပါတော့တယ်။နာပိုလီယံဟာဒုဗိုလ်ဘဝကနေပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးစစ်ဦးစီးချုပ်ဖြစ်ဖို့အတွက်အမြင့်ဆရာထက်တန်နေသူတယောက်လည်းဖြစ်ပါတယ်။စ조사နေသူတိုင်းအတွက်အခွင့်အရေးဟာရောက်ရှိလိုလာမှာဖြစ်ပါတယ်။ဒီအခွင့်အရေးကိုအရာယူကဘလို့အသုံးချမလဲဆိုတဲ့အပေါ်မူတည်ပြီးရလဒ်တွေဟာပြောင်းလဲသွားကြတာပဲဖြစ်ပါတယ်။ နပိုလီယံအတွက်လည်း1889ခုနှစ်မှာဒီလိုအခွင့်အရေးရရှိလို့လာခဲ့ပါတယ်။ဒါကတော့ French Revolution လို့ခေါ်တဲ့ပြင်သစ်တော်လှန်ရေးပါ။1989ခုနှစ်မတိုင်ခင်ပြင်သစ်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာလူတန်းစားခွဲခြားဆက်ဆံတဲ့အရင်းရှင်ဘရင်စနစ်လည်းဖြစ်ပါတယ်။ဒီလိုအခြေအနေကိုလက်မခံဘဲဒဏ်ထူညီမျှမှုကိုလိုထားတဲ့ပြည်သူတွေရဲ့ယုံထွက်မှုကနေပြင်သစ်တော်လှန်ရေးဟာစတင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြင်းထန်တော်လှန်ရေးကာလမှာစစ်တပ်ကအရာရှိများစွာရဲ့ထွက်ပြေးသိမ်းရှောင်မှုကိုအခွင့်အရေးဖြစ်တုံးချကသူ့ကိုယ်သူရာထူးမြင့်တင်ပြီးတော်လှန်ရေးပြည်သူအစိုးရဘက်ကနေဘရင်တော်ဝင်တပ်တွေနဲ့ရင်ဆိုင်ကအစိုးရရဲ့ယုံကြည်မှုကိုအရာယူခဲ့ပါတယ်ဘရင်တော်ဝင်တပ်တွေဟာပြည်သူ့ချာစစ်တပ်နဲ့တူလူမျိုးကနေပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့နာပိုလီယံရဲ့ဖြူအောင်မှာကြာရှုံးခဲ့ရပါတယ်။ ီဖြစ်ရက်ကပဲနာပိုလီယန်ကိုအောင်မြင်မှုရှိဆွဲခေါ်သွားကဗိုလ်ချုပ်တယောက်ဆိုတဲ့ပွဲနဲ့အတူတော်လန်ရင်ရဲ့သူရဲကောင်းတအုပ်ဖြစ်သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်1996ခုနှစ်မှာအော်စတြေးလျတပ်ရဲ့အုပ်ချုပ်အောက်မှာရှိတဲ့အီတလီကိုတိုက်ခိုက်သိမ်းယူကအောင်ပွဲဆက်ခဲ့ပါတယ်။1998ခုနှစ်မှာတော့အင်္ဂလိပ်တို့ရဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ဂရီကိုတိမ်းပိုက်ဖို့စစ်ချီခဲ့တော့လဲအရေးနှိမ်ကပြင်သစ်တို့ပြန်လာခဲ့ရပါတယ်။ မတည်ငြိမ်သေးတဲ့နိုင်ငံရေးအခြေအနေကြောင့်1996ခုနှစ်မှာအာဏာသိမ်းမှုပြုလုပ်ခဲ့ပြီးပြည်သင့်နိုင်ငံရဲ့စစ်ဦးစီးမှုဆိုတဲ့ဘွဲ့ကိုလည်းကိုယ်တိုင်ပဲပေးခဲ့ပါတယ်။1800ခုနှစ်မှာပြည်သင့်ဩဇာကနိုင်ငံတွေကိုအီတလီနိုင်ငံတော်အဖြစ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ 1803ခုနှစ်မှ1806ခုနှစ်အထိဂျာမန်ပြည်နယ်က16ခုကိုစုစည်းကာပြင်သစ်အင်ပါယာရဲ့အကာအကွယ်ဖြစ်တိုက်ခိုက်တုပ်ချုပ်စေခဲ့တယ်။ဒီလိုရဲ့ကြောင့်ပဲနောက်တစ်ချိန်ဂျာမနီနိုင်ငံဆိုပြီးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။1808ခုနှစ်မှာစပိန်1809ခုနှစ်မှာပေါ်တူဂီစတဲ့နိုင်ငံနှစ်ခုကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနေရာမှာမိတ်ဆွေတွေကိုအနေငယ်ရှင်းပြစင်အားရှိပါတယ်။နာပိုလီယံရဲ့ခင်ဟာယနေ့ခင်မြေပုံထဲကလိုနိုင်ငံတွေမဟုတ်သေးပါဘူး။ပြည်နယ်သစ်သစ်တွေကွဲထွက်နေပြီးတပြည်တည်းအုပ်ချုပ်နေကြတဲ့ပုံစံမျိုးပါ။အခင်မှာအင်အားကြီးမားတဲ့နိုင်ငံတွေဟာပြင်သစ်အင်္ဂလန်ရုရှားနဲ့ဩစတြေးလျလိုပဲဖြစ်ပါတယ်။နာပိုလီယံဟာဝါတာလူးစစ်ပွဲမှာစစ်ချုံးသွားခဲ့ပေမဲ့ကမ္ဘာမြေပုံကို ပြောင်းလဲစေခဲ့သူတရားအဖြစ်ထင်ရှားပါတယ်။ ဆိုဗီယက်ယူနီယံကြီးလည်းမပြိုကွဲသေးသလိုဂျာမနီ၊ဆစ်ဇလန်၊နယ်သာလန်၊ဘယ်ဂျီယံဆိုပြီးလည်းဖြစ်မလာသေးပါဘူး။ကမ္ဘာမြေပုံကိုပြောင်းလဲနိုင်ခဲ့သူတယောက်ဆိုတော့ငါလည်းစစ်ပွဲကြောင့်လူအသက်ပေါင်းများစွာကိုတည်ဆုံးစေခဲ့သူလည်းဖြစ်ပါတယ်။ဒီလိုစစ်ပွဲများစွာကိုဖန်တီးယူခဲ့တဲ့စစ်ကောင်းဆောင်တနည်းအားဖြင့်ပြင်သစ်ရဲ့ကဏ္ဍဝင်နာပိုလီယံရဲ့နေဝင်ခြင်းဟာလူမရှိတဲ့ကျုံးမော်မှာပဲအဆုံးသတ်သွားခဲ့ရပါတယ်။တူတောင်းလာရဲ့ဘဝမှာအဆုံးရောက်တဲ့လူချင်းတတ်မှတ်မှုတွေဟာပြည့်စုံ ီးချင်းစီကိုပဲယူဆောင်ပေးတယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါရဲ့ရှင်။နားထောင်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။